ိုသားလေးကိုအလောက်ချစ်တယ်လူအလောက်တော့များတာလားဆိုပြီးတော့လေမိတိဖြစ်မိတယ်ဟောဒီလိုအောင်မြင်တဲ့ပုံစံမျိုးကိုဒီလိုလူတွေနဲ့ပျော်ရွှင်ခြင်းတာပေါ့နော်အားပေးတဲ့ပုံစံမျိုးကိုအန်ဒီကတကယ်တော့မြင်ခြင်းတာပေါ့ဒါပေမဲ့အန်ဒီမြင်ရတဲ့မြင်ကွင်းကသူ့ရဲ့ဇာပနာဖြစ်နေတယ်နောက်ပိတ်ဆုံးခုလိုပုံစံမျိုးမှာအန်ဒီကအတန်းအောင်စမရှိနေဘူး မထင်ထားလောက်အောင်လူတွေကများတဲ့ခါကျတော့တိုးလို့မပေါက်ဖြစ်သွားတယ်ပေါ့ပြီးတော့သူ့ရဲ့မိသားစုဝင်တွေကလည်းအရင်နေတွေကတောင်မှမတွေ့လိုက်ရတဲ့လူတွေလည်းရှိတယ်သူ့ရဲ့ညီကိုလိုချစ်တဲ့အမှုပညာမောင်နှမတွေလည်းမတွေ့လိုက်ရတဲ့လူတွေရှိတယ်အဲ့အတွက်ကိုလည်းအန်ဒီကစိတ်မကောင်းပါဘူးအောင်မြတ်ကိုလည်းအန်ဒီစိတ်မကောင်းကလောရရင်ပြီးတော့လင်းလက်မှတ်ကိုမရရအောင်စူးစမ်းပြီးွယ်လာခဲ့တယ်ဒါပေမဲ့သူသူညီလေးရဲ့ရုပ်ကလပ်ကိုသူမတွေ့သွားဘူးလို့ အန်တီကြာမိတယ်အဲ့အဲ့အတွက်ကိုလည်းအန်တီကတောင်းမှန်တာပေါ့နော်တောင်းငယ်လေးကိုချစ်လို့သူတို့ဒီလိုလာပြီးတော့သူတို့အနေနဲ့အခက်အခဲတွေနေတွေပူတာတွေပူလောင်မှုတွေခြားရင်ပြီးတော့တောင်းငယ်လေးကိုရအောင်လာပြီးတော့ပို့ဆောင်ပေးတာ ਉਹ သူတို့အန်တီကကျေးဇူးတွေတင်တယ်ဘာလို့ကိုသားလေးကိုအလောက်ချစ်တယ်လူအလောက်တော့များတာလားဆိုပြီးတော့လေမိတိဖြစ်မိတယ်သူ့ရဲ့ ပျော်ရွှင်ပြီးတော့သူနုပညာမှာအောင်မြင်ပြီးတော့ပျော်ရွှင်ပြီးတော့ပျော်နေတဲ့ပုံလေးကိုအန်ဒီကသူ့ရဲ့ပြိတ္တတရားအဲ့လိုမျိုးအားပေးတဲ့ပုံစံမျိုးကိုအန်ဒီကတကယ်တော့မြင်ချင်တာပေါ့ဒါပေမဲ့အန်ဒီမြင်ရတဲ့မြင်ကွင်းကသူ့ရဲ့ဇာပနာဖြစ်နေတယ်အဲ့အတွက်ကိုတော့အန်ဒီကရင်ထဲမှာခံစားရတာပေါ့ဟိုဒီလိုအောင်မြင်တဲ့ပုံစံမျိုးကိုဒီလိုလူတွေနဲ့ပျော်ရွှင်ချင်တာပေါ့နော်ဒါပေမဲ့သူ့အောင်မြင်တဲ့ပုံစံက မူဝဲဆင်နေရတဲ့ပုံစံကြီးနဲ့ဖြစ်နေရတာပေါ့နောက်ပိတ်ဆုံးခုလိုပုံစံမျိုးမှာအန်ဒီကအသက်တောင်ဆက်မရှိနေဘူးဘာလို့ချစ်တဲ့လူတွေကိုလည်းအန်ဒီကအငြင်းတဲ့အတွက်ရင်ထဲမှာရှိပါစေလို့ဒါလေးကိုအငြင်းတဲ့ရင်ထဲမှာအငြင်းတဲ့ရှိပါစေလို့ န်တီပြောချင်ပါတယ်ဒီရဲ့ပိုင်းမှာအန်တီကိုနှုတ်ဆက်တဲ့ပုံစံမျိုးတော့မရှိသေးဘူးဖြစ်နိုင်မယ်ဆိုရင်အန်တီကနောက်ဆုံးတစ်ခေါက်ရဲ့ပုံအမြဲတမ်းတွေ့ချင်တယ်လေသူ့တွေရည်စူးပြီးတော့လှူပေးမယ်ပြီးတော့နောက်ဘဝမှာလေသူဖြစ်ချင်တာတွေကိုအကောင်းဆုံးဖြစ်စေချင်တယ်သူဒီဘဝနဲ့ပို့ပြီးတော့ပေါ့နော်ဒီဘဝမှာသူသူရုန်းကန်ရတာအငယ်လေးကဒီအမှုပညာအလုပ်ကိုလုတ်လုတ်တာကလေးဖွားတယ်သူဝါသနာပါပြီးတော့ မရှိတဲ့ကြားသူကသူလှုပ်လာခဲ့ရတဲ့အတွက်လေနောက်ဘဝတွေမှာရှိခဲ့ရင်ချင်းချင်းတတနဲ့အမှုပညာလုပ်ကို ချင်းချင်းတောက်မင်းသားတယောက်အန်ဒီရဲ့ဖြစ်စေချင်တာပေါ့သူ့ရဲ့ဝါသနာပါတဲ့အလုပ်ကိုအောင်မြင်မြင်နဲ့ချင်းချင်းတောက်မင်းသားတယောက်ဖြစ်စေချင်ပါတယ်ဒီလိုမျိုးချိုးချိုးတချိုးချိုးတဲတဲနဲ့မကြည်ပြင်းစေချင်ဘူးအာရအားလုံးပြည့်ပြည့်စုံစုံနဲ့ပဲကြီးပြင်းကြီးပြင်းစေချင်တာပေါ့နော် ဒီလိုလည်းဒီလိုအရွယ်လေးနဲ့လည်းထွက်မသွားစေချင်သူ့ရဲ့တက်တန်းစီကိုနေစေချင်တာပေါ့နော်သူဖြစ်စေချင်တဲ့ဆန္ဒလေးတွေကိုလည်းအန်ဒီကဖြစ်မြောက်ပါစေပေါ့နော်ပြီးတော့ဆန္ဒနဲ့ဘဝတစ်ထက်တည်းကြပါစေဆိုတဲ့အဆုကိုအန်ဒီကနေတူတူကမနှညအန်ဒီရှိခိုးတိုင်းတန်းဆူတောင်းနေကြလေအန်ဒီသား၃ယောက်အတွက်အန်ဒီကအမြဲတမ်းဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုသား၃ယောက်ရဲ့ရည်ရွယ်ချက်လေးတွေကိုအန်ဒီကအမြဲတမ်းတော့ဆူတောင်းမေတ္တာပို့ပို့နေကြပါ ူကအဲ့ဒီမဖြစ်ခင်2ရက်လောက်ကမေကြီးတဲ့၄၅လ၄၅လလေးပဲမေကြီးအောက်အင်းတင်းကြီးခံပေးပါသူဖြစ်ချင်တဲ့ဆန္ဒကမေကြီးကိုအိမ်ပိုင်လေးနဲ့နေစေချင်တယ်မေကြီးကိုအိမ်ပိုင်လေးနဲ့ထားချင်တယ်ပြီးတော့သားတို့သားမိတွေအေးအေးဂျင်ဂျန်လေးနဲ့နေစီနေချင်တဲ့ဆန္ဒလေးဖြစ်ဖြစ်အောင်လို့တာစူးစမ်းနေပဲဆိုတော့ အဲ့ဒီစကားလေးကတော့အန်ဒီကိုမဖြစ်ခင်နှစ်ရက်လောက်ကသူပြောခဲ့တယ်မေကြီးကိုဒါအဲ့လိုမျိုးဘဝမျိုးမေကြီးပြင်းမှန်းတဲ့ဘဝမျိုးကိုဒါမမြင်ခြင်းဘူးမေကြီးအေးချမ်းချမ်းလေးနဲ့နေရတဲ့ဘဝကိုမြင်ခြင်းနဲ့ဆိုပြီးတော့သူစူးစမ်းမယ်ပေါ့နော်သူအမေကြီးဒီလိုမျိုးနေနိုင်အောင်ဒါစူးစမ်းပါမယ်ဆိုတော့သူပြောတယ် ။ तू อ่ะဘယ်လိုဖြစ်စေခြင်းလဲဆိုရင်အမေကိုအေးဉာဏ်လေးနဲ့တရားဘာဝနာအားထုတ်စေခြင်းနဲ့ဖျားဘူးတွေတော့အေးစစေဖူးအမေအေးစစေလေးနဲ့အိမ်မှာ तू तू อ่ะလေအမေအေကိုလေဖျားလို့တရားလို့ကလေးလှုပ်ပြီးသူ့အတွက်အမြဲတမ်းစူတောင်းပေးနေရင်သူ့အတွက်ကပြည့်စုံပြီလို့ तू ကပြောပါတယ်အမေကြီးအမေကြီးကဘာမှလှုပ်ရှားမလို့ဘူးตาอ่ะရှေ့မှာအလုံးလုံးနေတဲ့ချိန်မှာအမေကြီးကနောက်ကရင်ပြီးတော့ตาအတွက်စူတောင်းလေးစူတောင်းပေးရင်းပဲ မိစုတောင်းနေတဲ့တာအတွက်ပြေဝနေပြီလို့သူကအဲ့လိုပြောပြောတယ်ခဏခဏနောက်ဆုံးသူ့ကိုစာပနာကိုသူကနေမကောင်းတဲ့အချိန်မှာရော သူစပြီးဒီဝေဒနာစဖြစ်တဲ့အချိန်မှာရောသူ့ရဲ့လုပ်ဖို့ကံပဲတရားလဲသူ့ပေါ်မှာမနေမနာနေမအားညာမအားနဲ့အသွန်ခွန်ဆိုင်တဲ့ကူညီပေးတဲ့သူ့ရဲ့အမာဒီဖို့ညီကိုတွေကိုလည်းအန်တီနေနဲ့ ကျေးဇူးတင်ပါတယ်သူ့ရဲ့ဖန်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်သူ့ရဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်